ဝေးကွာနေခဲ့တာအနည်းဆုံးကျွန်တော်တို့နှစ်နှစ်လောက်သွားပြီးတော့ရှိခဲ့ပြီပေါ့နော်အဲ့တော့နှစ်နှစ်သုံးနှစ်လောက်ရှိပြီအာခီလိုပဲအဲ့တော့ကြောင့်တော့ကျွန်တော်တို့ Aura နဲ့သူတို့ရဲ့ချမ်ပီယံစုကိုပြန်လည်ပြီးတော့လွတ်မှုထွားဖို့အတွက်ပြန်လည်ပြီးတော့ရအောင်ထဖို့အတွက်အနည်းငယ်ဆိုနောက်ဆုံးတော့မျောလင်းချက်ကလေးဖြစ်ပါတယ် Barcelona Series ရဲ့ Game Number 4စတင်ပြီးတော့ရောက်ရှိလာခဲ့ပြီလည်းဖြစ်တယ်မြတ်အဲ့တော့ နောက်ဆုံးတစ်ပွဲဖြစ်သွားမလား match point ကိုရောက်နေခဲ့တဲ့အချိန်ဆိုတော့ဘာမဆိုတော့ဖြစ်သွားနိုင်တဲ့အချိန်ဒီတည့်ရလို့ပဲကျွန်တော်တို့ဆိုရမယ် Rora က playoff တွေရောက်အောင်ရည်ကြီးရတယ်။ဒါပေမဲ့အခုသွားခဲ့တဲ့ playoff တွေမှာပုံမှန်နဲ့အမမှန်လေးအတိုင်းပဲပြန်သွားကြတယ်။ Grand Final ရောက်တဲ့အချိန်မှာကျွန်တော် TLPH ရဲ့ before preparation ပေါ့ဗျာနော်။ပြင်ဆင်မှုတွေမဆော့ခင်မှာထားခဲ့တဲ့ draft pick တွေဘယ်လိုမျိုးပုံစံမျိုးနဲ့ပြန်သွားကြမလဲဆိုတာ TLPH ကတော်တော်လေးအားကောင်းတဲ့အချိန်ဒီမှာရှိရဗျာ။ ကဲတရားပေးရှင်ကတော့နော်ကျွန်တော်တို့ဒီနေ့ပွဲစဉ်မှာသူတို့ရဲ့အကောင်းဆုံးသောပုံစံကောင်းတွေကိုထပ်မံပြီးတော့ပြတ်သားနိုင်ပြီးတော့နော်နောက်ထပ်တစ်ကြိမ်ချန်ပီယံဆုတစ်ခုရယူသွားနိုင်မလားဆိုတော့ကြည့်ရမယ်။ Aura အနေနဲ့ကတော့ Early Game မြန်မာတော့နည်းနည်းလေးတိုင်တော့ဆပြီးတော့ပတ်နေရဗျ။ UA ရဲ့စီစီလီယွန်ဒီ Early Game ဒီမှာ damage ထွက်ဖို့တော့တိတ်တော့မလွယ်လာဘူး။ line နဲ့ရှေ့မှာရသလောက်လေး blocking တော့လုပ်ထားတယ်။ဒါပေမဲ့ UA level 2ကိုမရောက်ခဲ့တဲ့ဂန်နာလေးတော့ရှိတယ်ဗျာနော်။ Sanji ရဲ့ လွားကြီးကတော့အများကြီးတော့ပြောစရာတော့မရှိဘူးတော်တော်လေးတော့ aggressive တော့ဖြစ်တယ်အခုလဲ line အနေနဲ့ခေါင်းတူရတဲ့ဘိုင်းဒီမှာသူကြီးတော်လေးနှဲသွားတဲ့အနေထားပြောနော်ဆိုတော့ walking လေးပါလေးကတော့ဒီမကိုက်ပြန်ထားလေးကတော့မစိုးဘူးဒါပေမဲ့အောင်လဲအနေထားလည်းကြည့်ကျင်တယ်ဗျအင်းအောင်လဲအနေထားကို OB ကတော့မပြောက်ဘူးကိုနည်းနည်းပြောမှရရတယ် ကဲဆိုတော့မိမလည်းကျွန်တော်ပြန်ပြီးတော့ကြည့်မယ်ဆင်ကလော်လေးပဲဒီ immobilize အနေနဲ့ JP ပါသွားခဲ့တဲ့ခက်တဲ့ကူမှာလှုပ်ရှားလို့မရဘူးဗျာနော်လှုပ်ရှားရတော့မုတ်စားလို့မရဘူးမလှုပ်ရှားရတော့မုတ်စားလို့မရဘူးကိုယ်ပြောသလိုပဲအနေနဲ့ဆို error လေးကိုကျွန်တော်တို့သွားပြီးတော့ရှိမယ်လက်ရှိမှာလည်း Sanford နဲ့ SB Crab ကိုတော့သူစာပြီးတော့ရလိုက်ပြီအဲ့တော့ပုံမှန်တိုင်းလေးပဲ DPH ကတော့သူတို့ early game မှာရတဲ့ရထိုက်တဲ့အရာအားလုံးကိုတော့ဆက်သွားနေခဲ့တဲ့အနေထားဗျာ3-0ဆိုလို့ရှိရင်တော့ mentality ဘိုင်းရ အတော်လေး strong ဖြစ်သွားပြီ rubber back ကတော့အတော်လေးပြန်ကျလာခဲ့ရဆိုတဲ့ခြေနေမျိုးမှာတော့ရှိတယ်ဒီလိုခြေနေမျိုးကလည်းသူတို့ပြန်လို့ဘယ်လိုပြန်လဲပြီးတော့ခတ်မှတ်သွားနိုင်မလဲစိတ်ဝင်စားဖို့တော့ကောင်းတယ်တစ်ဖက်ကလည်းနောက်ကပါလာခဲ့တဲ့ GP အဲ့တော့ခဏ၃ချက်ထိုင်ထုနေခဲ့တဲ့ခိုင်တဲ့တစ်ခုမှာတော့ light ရဲ့ အဲတစ်ဖက်ကကတော့ကချာနေနဲ့ရိုင်းသွားလို့သိမ့်မရဘူးပြဆမ်ဘူတော့ရှော့လိုက်ရိုက်နေကြတဲ့အခိုက်တည်းမှာဒီမိုကရေစီအနေနဲ့သူပြန်ပြီးတော့ heavy spin နေပါတယ်ရှိတယ်အရန်တူးလို့တော့သိမ့်မရသေးဘူးနောက်မလပါလာပြီ heavy spin တော့ရှော့ရိုက်ခွေးထားတဲ့အခိုက်တဲ့ပိုင်းမှာတစ်ဖက်လည်း buffy လေးပြန်ပေးထားခဲ့မယ်ဆမ်ဂျီတောက်ရှော့ပြီးနေကြတဲ့ဂျင်းရပြန်စုခဲ့တဲ့အခိုက်တည်းမှာ1 for 1လေးပဲပြန်ချထားခဲ့တယ်ဆိုပေမဲ့ချန်နေကြတဲ့ award ကောင်မှာ episode wave တွေရိုက်ခွေးထားရတဲ့1 for 2 over all မှာ gp background ကိုလက်ချီထားရတယ်ပဲ tartify ကိုပါ tph ထပ်ပြီးတော့သိမ့်ပိုက်ထားလိုက်ပါပြီအရှိချင်းကတော့ကျွန်တော် TPH ကတော်တော်လေး ူးဆောင်ထားသေးလို့ပဲကျွန်တော်ပြောရမယ်ဗျာခုနကလိုင်းကြွားလို့ဗျာကို sorry sorry အ break ပဲတောင်းနေနေပါရောသူတို့ဆွဲခေါ်ထားဖို့တော့ကျွန်တော်စူးစမ်းနေသေးရဲ့ဗျာအဲ့ diversion လေးပါလေနော်ကျွန်တော် online ကိုပြန်ပြီးတော့ကန်ကင်လုံးမဲ့အနေထားလေးတော့တွေ့ရတယ်ဒါပေမဲ့ဒုမကိုင်းအနေနဲ့ကတော့ပြန်ပြီးတော့စိတ်ထားသေးတယ်ဗျမိမပျောက်သွားပြီဆိုလို့ရှိရင်တော့ဒီလိုရာလီကတော့တတိထားဖို့တော့လိုတယ်နော်နောက်မှာတော်တော်လေးကြံနေရဲ့လို့ 2h နဲ့ပြန်လိုက်နေရတဲ့အနေထားလို့တော့ကျွန်တော်သုံးသပ်မှာဗျမိကိုပြန်ကြည့်မှာဆိုလို့ရှိရင်လည်း UA OH အနေနဲ့ကတော့ Debellini face ပြန်ပြီးတော့လာရသေးတယ်ဗျ GP Cartesi ကွန်မန်ဒေးရှင်းနေတော့ရှော့ပြင်ပြီးတော့မိကို pressure ပေးရတဲ့သဘောလေးတွေ့ရတယ်အဓိကနှလုံးစားမယ်နော်ပို့ပြီးတော့ OH ကိုထောင်းအောင်လုပ်ပေးမယ်ဆိုတဲ့ပုံစံမျိုးတော့တွေ့ရတယ်အာဆေးရဲ့ drop တွေကအခုချိန်ထိ ဂိမ်းနံပါတ်4ရောက်တိတိုင်အောင်လုပ်ဖြစ်နေတော့မယ်လားနောက်မှလည်းတောက်ရှော့ပဲ AOG နဲ့တူပဲဆိုင်းကလောတွဲလုံးလေးလွဲချော်သွားတယ်ဗျာဒါပေမဲ့ OSC ကနေပြီးတော့ flicker လေးပါလေးရလိုက်တယ်ဆိုတဲ့ချက်လေးကတော့မဆိုးဘူးဒီတစ်ခေါက်ပေါ်လာမဲ့ Terrify မှာ OSC เนาะကျွန်တော်တို့ SK Spare အနေနဲ့ကတော့အများကြီးတော့မရှိတော့ဘူးဗျာအပေါ်မှာလည်းဒီမိုကတ်ရဲ့ Jungle Speed တွေရော Sanford နဲ့တူပဲနောက်မှရှိနေခဲ့တဲ့ JP လိုက်ပြီးတော့နှောက်ရက်နေတဲ့အနေထားမျိုး Fairing Drop ကတော့ပို့ပြီးတော့အဆင်ပြေတာပေါ့ အဲ့လိုမျိုးအခြေအနေတွေရောက်လာတဲ့အချိန်မှာဒီမကိုင်းအနေနဲ့ပို့ပြီးတော့ level wise ဆိုင်ရာလေးနိမ့်ပါသွားတဲ့အခြေအနေမျိုးပြန်နော် level 10လောက်တော့စပြီးတော့ကွာတယ်အောက်မှာလည်း energy reaction တွေဝင်ပြီးတယ်ကာတီစီနော်အပေါ်မှာလည်း sun for breaking flat 3ချက်ကိုစပြီးတော့ပြီးလိုက်ရတယ်ဒါပေမဲ့ တတယ်လေးကတော့အမီလေးတော့စပယ်ကတော့ပြန်ပြီးတော့ပြည့်နိုင်တယ်ဗျာဟုတ်တယ်เนาะ delay fight ဒီမှာတစ်ဖက်ကလည်းကျွန်တော်တို့ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ San Gio Ohap ပြော flick ကလေးကိုစီကိုစီပြန်ပေးထားရတယ်ဆိုတော့အနေထားမျိုးလေးတော့ရှိတယ်နောက်မှလည်း UA သူရဲ့ stack လေးပါလေးဆုပြီးတော့ပြန်ဆောက်နေခဲ့တဲ့ခါမှာစပြီးတော့ဖြတ်ပြီးတော့ break ပဲတော့မလား AOG ခုံခွင်းတော့မရလိုက်ရှောက်ဗျာရှည်လည်းမရှိခဲ့ဘူးဆိုတော့ Cardizzi ထပ်ပြီးတော့အဆုံးသတ်ပေးခဲ့တဲ့ခါအဲ့တည်းမှာတော့ Hurricane 1 man down 3v1 လေး over all အနေနဲ့ပြန်ပြီးတော့ဖြစ်လာတယ် ဂျီဘီတောက်လျှောက်လိုက်ပြီးတော့ဒီမိုကရေစီကို pressure လိုက်ပြီးတဲ့အပိုင်းလေးတွေတွေ့ရတယ်လို့ဆန်ဖူးကလည်း brave spider တွေပဲရတဲ့အချိန်မှာသူကောင်းကောင်းကြီးပဲပြီးခဲ့တဲ့ first 35မှာအကိုင်းကိုလိုက်ပြီးတော့နှောက်နိုင်ခဲ့တဲ့အပိုင်းလေးတွေရှိတယ်ဆိုတော့ဂျီဘီသွားခဲ့တဲ့ positioning player ကတော့မစိုးဘူးဗျကာတီးစီကတော့ base ထဲမှာဆိုတော့သူ့ကိုသွားပြီးတော့ happy spin မှာကြာလှည့်မယ်ဆိုလို့ရှင်လည်းအဆင်မပြေဘူးကောင်းလိုက်တဲ့ဆန်ဆန် jury ရဲ့တွဲလုံးဟေးမိကိုတောက်လျှောက်ရောက်နေခဲ့တဲ့အခိုင်အတာ damage တွေအောက်မှာတစ်ဖက်ကလည်း JP flicker tap ပြီးနေတဲ့ over extending ထပ်ပြီးတော့ဖြစ်လာတယ်အဲ့တော့နှစ်သုံးချက်လိုက်ချနေခဲ့တဲ့အခိုင်အတာတစ်ခုမှာ tartel ကိုယူသွားခဲ့တဲ့ TPH အကွက်လေးတကယ်လှနေဗျာ ဘူးကဘာမှလုပ်လို့မရဘူးပြဒီချိန်ကတုံးဝဲစရှုံးလာတဲ့အချိန်ဒီမှာလည်းနည်းနည်းအဲ့လိုစဉ်းစားရလေခက်ခဲမယ်နဲ့တူတယ်ဒီမိုကရက်တို့ဘာလို့အခုချိန်မှာဘက်မရတော့ဘူးအဒါဒီတပြေးပြေးနဲ့ရူရာနေနဲ့ကျွန်တော်တို့ဒါ time နေပေါ့ဗျာလေကိန်းသွားမဲ့အချိန်တွေက UL ရဲ့ stack တွေကိုပို့ပြီးတော့ဒါပြန်ကြည့်ရအောင်မယ်အားလည်းကိတခြားလုံးကတော့ TLPH ကတို့က fly ရဖို့အတွက်နော်တို့ရောနီးစက်နေတဲ့အချိန်တွေလို့ပြောရမယ် Hera Grandia Twin လုံးနဲ့ကျွန်တော်လွာရီသွားနေတဲ့အချိန်ဒီမှာအားလည်းကိတောက်လျှောက်သွားပြီးတော့ကျွန်တော်ဒီ snowball တိုက်ကိုသွားနိုင်မယ်ဆိုလို့ရှင်တော့ရူရာနေနဲ့တိုင်ပတ်သွားနိုင်နေနော် အေးခုမှဂိုရှိခွာလိုက်ကောင်နော်ရှော့ရမယ်ဖလစ်ကပေးလိုက်ရပြီဗျမပေးလို့မရအောင်နောက်ကျွန်တော်မပေးရင်ရှော့ရလိမ့်မယ်ဆိုတော့အဝေါ်အနေနဲ့ပြန်ပြီးတော့ဖောဘတ်တော့လှုပ်ထားသည်အောက်မှာလည်းတောက်လျှောက်ပဲပေါ်ဝါဝိုင်းလက်ဒီအန်နိုဟန်နင်းနေပြန်လည်းပြီးတော့ပေးထားတယ်ဒီလိုပွဲမျိုးကအဲ့လိုမျိုးဒီဗသနာတို့ဘာလို့ပို့ပြီးတော့တင့်တော်တယ်လို့တော့ထင်တာပဲဗျာနော်အဲ့ဒါမှအနေငယ်လေးခေါင်းတူလာမယ်ဆန်ဖောတို့ဂျီပီတို့ပြန်ကောက်လို့ကောင်းမယ်ကာတီးသီးတို့တောက်လျှောက်ပြန်တီးလို့ကောင်းမယ်ဒါပေမဲ့ ဒီအချိန်မှာတော့စီစီလင်ယုံရွေးချယ်လာတဲ့အတွက်ကြောင့်မလို့တို့တို့ဒီအာလီဂိန်းဒီမှာဘာမှလုံးလုံးပြုလို့မရတဲ့အခြေအနေမျိုးလို့သုံးသပ်မှာဗျ number 2k သွားပြီးတော့နေပါနေတယ် grand jar နေနဲ့ hanner strike ဒီဘာတွေပြီးဖို့တော့လုံနေသေးတယ်ဗျ sky bia သော first side နဲ့တင်ထားခဲ့တဲ့အခိုက်အတန့်မှာတပတ်က heric ကလည်း stallion ဆက်ပြီးတော့ပါလာတယ် tactical objective ကိုအကိုင်းပါပြီးတော့နှစ်ခါလောက်ထိလက်လွတ်ထားတဲ့အနေထားဆိုတော့ third tactical file လေးပါလေးနောက်တော့အရင်မပြတ်သွားအောင်လိုက်ပြီးတော့ ပြန်လုနိုင်လို့ရှိရင်တော့မဆိုးဘူးလို့သုံးသပ်ပါမယ်ဗျာနော်ဟုတ်တယ်နော်အဲ့လိုမျိုးနည်းနည်းလေးပြန်ပြီးတော့နည်းနည်း balance လုပ်နိုင်ပါပဲ row အနေနဲ့ first load တိုင်မှာတိုင်ခင်ပါညာတွေမှာသူတို့ပြန်ပြီးတော့ minimize လုပ်နိုင်ကြမယ့်အခြေအနေပြတစ်ဖက်ကလည်း dive bar ရှင်းတဲ့အတူပဲ mic ကိုပြန်ပြီးတော့ရောက်လာတယ်ဆိုတော့ mobile bar နေရတော့ sub foot လိုက်ပြီးတော့ combination လောက်ရတဲ့အပိုင်းလေးတွေပိုကောင်းလာသလို dome kite ကိုလိုက်ပြီး dome kite ကိုလိုက်ပြီးတော့ pressure ပေးတဲ့အပိုင်းလေးမှာလည်းပိုပြီးတော့အဆင်ပြေလာတယ်တောင်းတဲ့ပိုင်းတွေမှာအပြန်အလှန်လေးပဲ amber key ပဲ energy reaction သွားပြီးတော့ meet နေတယ် ring slash lash က 3b1 energy reaction တောက်ရှော့ဆိုလိုက်ပြီးတော့ကြည့်နေကြတဲ့ခိုင်နောက်တစ်ခုမှာ heavy spin နဲ့ dome kite အနေနဲ့ပြန်ပြီးတော့ပေးရပြီ debuff jungle resource ကိုပါ dome ခိုက်ထပ်ပေးရဖို့တော့ရှိနေတယ်ဟိုတကယ်စီးမိနေတာကိုကြီးရိုရာအနေနဲ့ပြန်လာဖို့လုံးဝမဖြစ်နိုင်ဘူးဆိုတော့အနေထားမျိုးเนาะဒီလို goose bump မျိုး ကျွန်တော်စပြီးတော့ခန်းစားနေရတယ်ဗျာ TFH တကယ်ကောင်းတဲ့စုဖွဲ့မှုတွေသူတို့ရဲ့တောင်းလျှောက်ဆိုသလိုပဲ overall လွှတ်မှုထမှုတွေမှာအတော်လေးအားကောင်းတယ်ပွဲချင်းကျွန်တော်တို့ဒါ9မိနစ်6မိနစ်ဝင်ချင်းပါတယ် Mayor First Star ကထပ်ပြီးတော့ရဖို့တော့များနေတယ် Episode Wave ရိုက်ခွဲထားခဲ့တဲ့ damage တော့မှတစ်ဖက်ကလည်းပြန်ပြီးတော့ Dumakai နဲ့ Smart Mode Dash တွေပြန်ပြီးတော့ပေးရတယ် Happen Slam လေးတွေပြန်ပေးထားခဲ့ရင်မဲ့ Dumakai သူတို့မျိုးပါဖြစ်နေခဲ့တဲ့အခိုက်အတန့်တစ်ခုမှာတော့ Mayor First Star ကိုပါပွဲချင်းကျွန်တော်တို့6မိနစ်9မိနစ်ဝင်ချင်းပါပဲဆက်ပြီးတော့ပေးဆက်ထားလိုက်ရပါပြီ Oh my god. တော်တော်ကြိုးကျနေတဲ့အခြေအနေပြောရမှာနော်။ရူရာမှာ6မိနစ်9မိနစ်ပဲရှိသေးတယ်။ First half run ပြီးရပုံမှန်ဆိုရင်အဲ့လို defensive ပြန်သွားရင်လည်းအဲ့ဒါအားအားလေးဂိမ်းမှာနေရွာတာကိုတရက်3ချိန်လုံးပြန်ပေးလိုက်ရတဲ့အခြေအနေဆိုတော့ဟိုဘာမှလုပ်လို့မရဘူးဗျာ။သူတို့ဆောက်အောင်မှာ magic power နှစ်ကောင် damage ကိုပဲပြန်ဆောက်အောင်မှာ fix the damage ပိုင်းဆိုင်ရာကတော့ပွင့်လင်းပြောရင်အရင်ကြီးကျွန်တော်လုံလောက်ဖို့မရှိဘူးဗျာ။ဒီ AWC ကကျွန်တော်ထွက်လာမဲ့ damage လောက်ကိုပဲပြန်သွားအောင်ပဲနော်။ magic power ကိုသူတို့အားပြုထားတဲ့အရာ radiant armor ကိုတီနာရှိလို့ပြီးသွားတဲ့အခြေအနေဆိုလို့ရှိရင်တစ်ဖက်မှာစောစောစီးကြီးက light တီးလို့ရနေပြီဗျာ။ တ်တယ်ဗျာเนาะကျွန်တော်တို့ဒီစီစီလီယွန်တို့ဘာလို့ပစ်လာတဲ့ခါကျတော့အာလီကဘာလို့မရအောင်စီစီလီယွန်ရောက်မှာ identity သုံးခွတွေတွားပြီးတိုင်နေလဲနေပြီဒီချိန်မှာဘလုံးမသူ့အနေနဲ့ damage ပေးနိုင်မှနေထားတော့မဟုတ်ဘူးလောလောဆယ်တော့သူ glowing one လေးတော့ပြီးအောင်လောတွားလိုက်ပြီနောက်မှာတော့ lollipop လေးပါလေးတွားမလားเนาะနောက်မှာလည်း dog shop ပဲ dimension ပြင်ပြီးတော့ကြလာဖို့ရှိနေတဲ့အနေထား UF UF လေးကစပီးရတယ်ဗျာเนาะမတင်မထားတဲ့ movement တစ်ခုရဲ့နောက်မှာ စပြီးတော့ပဲ USC ကနေ flick ကလေးပါလေးရလိုက်တယ်အောင်လဲ second တော့ရအောင်တော့ကာသိမ့်ပါနဲ့ငါးကောင်လုံးရှိနေတဲ့အနေအထားမှာအောင်လဲ second ပြည့်ရမလွယ် heavy spin တစ်ပြုတ်တွန်းသားသေးတော့မကာတီးစီဒီခေါက်မှာပြန်ကြရပြန်နောက်မှလည်း award အနေနဲ့တော့ပဏိစုံလေးပါလေးပြန်ပေးထားတဲ့ AOG မှာသွားပြီးတော့မိနေခဲ့တဲ့ထောင်းနေပြန်လှထားသေးတဲ့နောက်မှဆန်ကြီးတောက်လျှောက်ပဲ swing claw မထီသွားခဲ့ဘူးဗျ line အနေနဲ့ rubber line လေးပါလေးပြန်သုံးပြီးတော့လမြောက်ဖို့တော့စူးစမ်းရမယ်ဆိုရင်လည်းလွတ်ဖို့ကတော့မရှိတော့ဘူး sky bia star စတင်ပြီးတော့ပဲ10ကိုရယူသွားနေရင်လည်းအောင်လဲ second tower တစ်လုံးမှာရချိုးသွားတယ် overhead 3ချောင်းပြီးသွားပြီဗျဒီမှာက ိုင်းအနေနဲ့ကတိုးလေးပဲရအောင်စားပြီးတော့စူးစမ်းနေတယ် review ရှင်းရလည်းမရှိနေရနေထားဆိုတော့ blue bug ကိုပါထပ်မံပြီးတော့လက်လွတ်နေရနေနေပဲ TLPA ဒီ Now World Cup ကိုတော့4.5ကြီး overload ထိပြီးတော့ရယူထားနိုင်နေဗျာ အဲဥပမာ no gap တွေတော်လေးကိုများပြလာတဲ့အချိန်ဒီမှာဒီမိုကရစီရဲ့ general resource တွေအားလုံးမှာ TLPH ထပ်ပြီးတော့တင်ပိတ်လာခြင်းနဲ့ဆိုတဲ့အနေအထားမျိုးလေးတော့စတွေ့ရတယ်ဗျာနော်အဲ COD ရဲ့နည်းနည်းအပိုင်းအစတစ်ခုရဲ့နောက်မှလည်းကျွန်တော်တို့ mana regeneration boost တွေပါထပ်ပြီးတော့ပါတယ်ဒါ LSD နည်းငယ်ဘာသူဒီမိုကတ် UN အနေနဲ့ပြင်ရမယ့်အပိုင်းလေးတွေရှိသွားမယ်ဒီမိုကတ်ကတော့ဇလန်ကလေးအနည်းငယ်လေးပြီးဆုံးသွားခဲ့တဲ့အချိန်ဒီမျိုးပေါ့နော်သူအနေနဲ့ objective fight တွေမှာဘလို့မတော့ရှင်တိုးလို့မရအောင်ဆိုတဲ့အနေအထားဗျာ OHAB ကတော့သူရဲ့ golden time လေးစတင်ပြီးတော့ချင်းနေဝင်ရောက်လာခဲ့တဲ့ဆိုတဲ့အနေအထားမျိုးလေးတော့တွေ့လိုက်ရပြီ network gap ဒီ 5k goal ီးတဲ့လောက်တွေကိုကြွားတယ်။ဇန်ကြီးကလက်ရှိမှာပေးနေခဲ့တဲ့ ရင်ရန်ပြန်စုခဲ့တဲ့အပိုင်းတွေအားမရလို့တယ်လီစမန်ပြီးွားပြီးကူဒေါင်းတွေ20%ထပ်ပြီးတော့ပေါင်းပြီး normally ကျွန်တော်တို့ဒါ maximum ကူဒေါင်းတွေ40%ပဲပေးလို့ရတယ်ဒါပေမဲ့သူနောက်ပိုင်းအဲ့လိုမျိုး emblem တွေနဲ့ပါတယ်ပေါင်းမယ်ဆိုလို့ရှိရင်တော့45%တွေကိုကျွန်တော်တို့က cut up လုပ်လို့ရတယ်ဗျာအဲ့အတွက်ကြောင့်တော့ရင်ရန်ပြန်စုမဲ့အပိုင်းတွေ diversion သွားမဲ့ timing တွေကပို့ပြီးတော့များပြားလာမဲ့အခိုက်အတန့်မှာ aura အနေနဲ့ backline က flanking လုပ်ရမဲ့ area ကိုအများကြီးတွေ့ရနိုင်တယ်လက်ရှိမှာလည်း flanking တော့မလိုဘူးဗျာ early game match မှာကျွန်တော်တို့ down shot objective တွေပေးရတယ်လက်မိုးထားချင်းခံရတယ်ဆိုတော့ဘာမှတော့မထူဒီ lock လည်း tier ph ပဲ ဲဆက်လက်ပြီးတော့တင်ဖိုက်ထားပါဦးမယ်ပြီးသွားပြီသွားပြီဆုံးပါပြီဘာလုပ်ကြမှာလဲစီပုံစီပုံကိုစီပုံဒီစက်ချလို့ပြီးပါပြီရူရာရူရာအဲ့လုံးရင်လုံးစရာရှိရရဲ့အဖီကြီးလှုပ်လာပြီးတော့ဖလီယောကြမှာဟာဒီတင်းကတော့တော်တော်လေးစိုးနေပြီပဲလက်ရှိမှာကျွန်တော်ဒါကိုဘလူးရဲ့ ohap ကိုဘာညာပြောရင်ပြောပလိလေ ohap ကတကယ်ကောင်းအောင်တာအော်ကွက်တီပဲသွားထိုက်တယ်ဘာမှလုံးလို့မရအောင် heavy spin မှာ ပြန်သုံးထားရင်လည်းပြန်ရှောင်သွားပြီဗျ Justin Play တစ်ချက်မှာတော့ကျွန်တော် Sanford ထိုင်းတော့ပုတ်ထားလို့ရသေးတယ်ဒီလောနဲ့တူတူကတော့ကျွန်တော် second turn နေအကုန်ယူမယ်နဲ့တူတယ်ဒီ game ဘောကတော့ပူပြက်တယ်ဗျာဒီလားရှေ့ game เนี่ยကျွန်တော်မမီလိုက်ဘူးဆိုပေမဲ့ကျွန်တော်ကြည့်ရတော့ game ကထင်ထားတယ်ပူပြက်တယ်ဗျာတော့ပြက်နေတာเนาะရှေ့က3ဝဲဘယ်လိုဆော့သွားလဲတော့မသိဘူးဗျာလက်ရှိကတော့ damage ကလည်းမလောက်အရေးကြီးတဲ့ဘက်မှာပစ်လာတာလည်းစီစီလီယွန်เนาะ late game 16မိနစ်လောက်မှာ buffy impact တွေလိုက်ရိုက်လို့ကောင်းမဲ့အကောင်မျိုးရတာ mega shield ရောစပြီးတော့ပြီးရတယ် ဒီ first လောကတော့ကျော်ဖြတ်သွားနိုင်မှာပဲမေကာလည်းပြီးစရာတော့မလိုတော့ဘူးအကိုင်းလိုပေါ့လည်းပါတယ်ဆိုတော့အစင်းတော့ပြီးွားလိမ့်မယ်ဒါပေမဲ့ဒီ second law အထိတောက်ခံနိုင်မှာမလား line နေနဲ့နောက်မှသွားပြီးတော့ပုံရှိုးကွယ်ရှိုးသွားရှိနေရပဏစီဆုံးတစ်ပြုတ် penalty emperor even over flick a p ရဲ့ dispersion rotation line တန်းကြရဗျာနောက်မှ chain ticket award တခုပြန်ပြေးနေတဲ့ကြားထဲမှာ over ပြန်တောင်းသွားခဲ့ရပြီဗျာအကိုင်း heavy spin တစ်ပြုတ်တွန်းလာသေးရင်တော့မကာတီးစီပြန်လည်းတောင်းနေရနေပဲစံချင်တကောမှာတစ်ပြုတ်ကြောက်ဖို့တော့များတယ်เนาะ loyal diversion နောက်ဆုံး10 second အလိုမှာပဲစံချီ ပြန်တောင်းသွားနေရင်လည်းပဲ3 man down ဗတဲ့တခုရော aura defenses မှာတော့ပြန်ပြနိုင်ခဲ့တယ်ဗျာကိုကိုကျွန်တော်လည်းတစ်စက္ကန့်လောက်ဆောက်ပြင်ရပါသလားကိုနေနဲ့မြန်သွားတယ်ကဲဒီမှာလဲကျွန်တော်တို့ Sun 4ပြန်ပြီးတော့ကြည့်မယ်ဆိုရင်သူတို့ကောင်းနေပဲချန်ရှိနေကြတဲ့ခိုက်တဲ့တခုမှာတော့သူရဲ့ဘက်ကလည်းဒါ Brave Spider လေးပါလေပြန်ရှိနေကြတဲ့အနေထားမျိုးလေးပါဆိုတော့ Foreman Down ထနေပေါ်ကလေးပြန်ရခဲ့တဲ့ခိုက်တဲ့တခုမှာတော့သူတို့ First Law နဲ့ First Megalin ရဖို့အတွက် Aura ဒီ အဲ TPH ဒီ Hurricane League အောင်လောပြန်ပြီးတော့ပေးလိုက်ရတဲ့အနေအထားမျိုးတွေရှိတယ်။ဒါပေမဲ့ဒီချိန်ဒီမှာ Aura MP ဘက်ကနေဘာတွေများပြန်ယူနိုင်တယ်လဲမေးတယ်ဆိုလို့ရှိရင်တော့ဘာမှမရနိုင်ဘူးဗျာနော်။ Low Vanish ကိုသူတို့ပြန်ပြီးတော့ရှင်းရတဲ့အပိုင်းလေးတွေရှိတယ်။ဒီနောက်က Transla Penalty Zone နဲ့ Ambrick ပဲပြန်စုတဲ့အပိုင်းလေးတွေအားကောင်းတယ်ဆိုပေမဲ့ Dimension Dispersion Rotation နဲ့ပြန်စုခဲ့တဲ့အပိုင်းလေးတွေသူတို့နဲ့ Blue Mode မခံစားနိုင်ဘူးဗျာ။ဒါတော့မှ Cartesi Tower Vanish နဲ့ပြန်ချခဲ့လို့ San Gile Heavy Spin နဲ့ပါခဲ့လို့တော့အနိုင်ငယ်လေးတက်တာရခဲ့တဲ့အနေအထားမျိုးတွေတော့ပြောရမယ်ပေါ့နော်။ဆိုတော့ One Lane Me က Hurricane League အောင်ပေးရမယ်။ TPH အတွက်တန်လာမေးရင်တော့ တန်တယ်လို့ပဲကျွန်တော်တို့ပြောရပါလိမ့်မယ်အရှိကနော်ကျွန်တော် TLBH က dive တော့မှာပဲနော်သူတို့ time ကိုဘူရာဗျာကျွန်တော်ဘယ်လောက်ထိဆောင်းအောင်လဲဆိုတော့ second law of file လောက်အပီးထိအောင်ဆောင်းအောင်မယ် UA ရဲ့ step လို့300ဝန်းကျင်လောက်ထိသွားရမယ်ပေါ့နော်အခုမှ brain one နဲ့ device ဆိုမဆိုးတော့မဆိုးပါဘူး buffy နဲ့ sanguine clone ကတော့ဟို defense လုပ်ဖို့အတွက်လုံလောက်တဲ့ချီနေတခုတော့ရှိရဲအဲတစ်ဖက်မှာလည်းကျွန်တော်တို့ဒါ demo domain အနေနဲ့၃ချောင်းတော့ပြီးသွားပြီဆိုတော့ တော့မဲကတလိမ့်ပြီးသားတဲ့အချိန်ဒီမှာအော်လီမေကာကိုပဲသူတို့ defensive လုပ်ဖို့ကြိုးစားမှာတခုပဲဗျာကျွန်တော်တို့ဒီ OF က Cavsio stand နဲ့ Sky Bear study ဘူးများလာရင်တော့နေရနေရရှိမှာမဟုတ်ဘူးတစ်ဖက်ကဒီ Athena ရှိတောက်လျှောက်နော်၃အလောက်ထိသွားထားတယ်အပြင်ကျွန်တော်တို့ဒါ Radiant Armor တောင်တိတ်မသွားသေးဘူးဗျာဒီ UA ရဲ့ကျွန်တော်ဒီ buff damage တွေအကုန်လုံးသူတို့ခံစားနိုင်ဖို့အစောစောစီးကသွားထားတယ်ပေါ့နော်ဝင်လုံးဖို့အတွက်ကဒီ Sand Food ဒါကျွန်တော်ဒီ Spike Gas တွေနေအကုန်လုံးပြီးသွားပြီးတော့ UA စီကိုရောက်မယ်ဆိုရင်တော့ Rura တော့ရေကြီးသွားနိုင်တယ် ေးရတော့ကနေပြီးတော့ဝိုင်းလာတယ်ပေါ့နော် network gap ကတော့ 3k ဆိုတော့ sign လို့တော့ရတယ်ပြ UL နဲ့ blue bell လေးပါလေးပါတယ်ဒါပေမဲ့ UL ကို JB လိုက်ကြည့်လို့ရှင်တော့ပြဿနာပဲလို့ပြောနေရတဲ့အချိန်မှာပဲနောက်မှာပရင်းဆုံး2 man oh ကိုသွားပြီး control လုပ်ထားသေးရပြဒီမကိုင်းတောက်လျှောက်ပဲ heavy spin ပြင်ပြတွန်းထားသေးရ oh ဟန်ဒီလောက်ရောက်ယူနိုင်မလားဒီမကိုင်းတောက်လျှောက်ပဲလောက်ရောက်ယူသွားရပြနောက်မှာကျန်တဲ့ cardi သည် upright the one ပြင်ပြတော့ခြိုက်ထားသေးရနောက်မှာ cardi သည်ပြန်တောင်းပါလားသူ့ရဲ့ draw လေးကိုကိုင်းထွက်နေပြီဗျ sound for နေတဲ့ embrace ပဲကြီးကြားရမှာအဝဝပြန်စေးနောက်မှာလေ UL ကမတည်သွားသေးရအနေထားဆိုတော့1 for 1 trade မှာ ဒီ log ကိုတော့ aura သိရင်ရောက်လို့ယူနေတယ်ဗျာဓမ္မကိုက် တောက်ရှော့မှာ crow dash ကြီးပြန်ပြီးသုံးထားသေးရတော့မှာ oh ha ပြန်လည်ပြီးတော့ပဲ forward လုထားသေးရဗျာ crow dash ကြီးတောက်ရှော့ဆိုလို့ပဲ domain အသုံးပြုနေသေးတဲ့ကြားမှာ sanfor rigging slash flicker ကောင်းပုံခဲ့တယ်ဗျာဒါမှလည်း error hand နေ power 1လက်နေပြန်ပြီးတော့ပေးထားသေးရနောက်မှာ domain ပြန်ကြောက်လေးပြန်ပြီးတော့ပြန်ပေးလိုက်ရတယ်ဗျာဆိုင်ကွယ် buffy ရိုက်ချက်တည်းဟာအင်းငယ်လေးစပြီးတော့နာလာခဲ့တဲ့အနေထားတစ်ခုမှာတော့ line နေတောက်ရှော့ဆိုလို့ပြန်ပြီးတော့ဘတ်နေရတယ်ဗျာ hero key 3ဟောင်းထိပြီးတော့ပြန်ပြီးတော့ပေးလိုက်ရတယ်ဆိုရင် လောကိုရခဲ့တဲ့အချက်လေးကတော့တောက်လျှောက်ဆိုသလိုပဲပွဲကစားချိန်15မိနစ်ကို ရယူသွားနိုင်မယ် Aurora ရဲ့တကယ်ကိုခံမပွိုင်လို့တော့ပြောလို့ရတယ်ဗျ Game duration တခုတော့ Aurora MPP ပြန်ပြီးတော့ဒါတခါတည်းပဲမြင့်တင်သွားနိုင်ကြတယ်ဆိုတဲ့အနေအထားမျိုးလို့တော့ပြောရမှာဗျာသူတို့ဘက်ကလည်း Hero King 3 Man Loyalty ကိုပြန်ပေးထားသေးရဆိုပေမဲ့တစ်ဖက်မှာလည်း DA Beach ဘက်ကလည်းအကြဆုံးနဲ့ဒဏ်ရာတွေများစွာနဲ့ Game duration ဆွဲဆန့်ခြင်းကိုတော့ခံလိုက်ရတဲ့အနေအထားမျိုးလို့တော့ဖြစ်သွားတယ် Over Extended Battery စံကြီးရဲ့ Flying လို့ဖို့အတွက်အပြန်လန့်ဆောက်နေကြတဲ့ Diversion တွေတကယ်ကိုတက်ရက်ခဲ့ရဆိုပေမဲ့ Magic Century ကျန်ရှိနေကြတဲ့3 Man ရဲ့ Defending တွေအောက်မှာတော့ Aurora MPP သူတို့ရဲ့နောက်ဆုံးတော့ မျော်လေးချက်ကလေးကိုဆက်လက်ပြီးတော့အစုပ်ကင်ထားအစေးပါပဲဆက်လုပ်ကြမလဲကျွန်တော်ဒီချိန်ရောက်လာပြီเนาะကျွန်တော်ရူရာကတော့ဘာပဲနေနေ5ဝယူရလေဂိန်းကြလို့ရှိရင်တော့ UL ရဲ့ timely နဲ့ domain timely နဲ့ဆိုလို့ရှိရင်တော့ OHMC ကိုအများကြီးပြန်သွားလို့ရတယ်ဗောနော်14မိနစ်မှာ တော့ကျွန်တော် OHF ဒီ item match သွားတဲ့အချိန်တွေတော့ရောက်လာပြီ diversion ပါနေရဲ့အရာတခုကအားသာချက်ဆိုရင်ပဲဒီမိုဂိုင်းပြည့်ကျွန်တော်ဒီ heavy spin က better saturation ကြီးကျွန်တော် sign တဲ့အချိန်တွေမှာအထူးသဖြင့်ဗောနော်ကျွန်တော် 3A carry player နားတွေကိုကတ်ကတ်တဲ့အချိန်တွေမှာ backup ပေးဖို့အတွက်အကောင်းဆုံးစပယ်တစ်ခုဖြစ်တယ်အဲ heavy spin ပြီးွားပြီဆိုရင်တော့ rura အဲ့ဒါအများကြီးဒုက္ခရောက်နိုင်တယ်အဲ့ timing လေးကိုတိကျသုံးမှရမယ်ဗျာကိုကိုဟေးဗစ်ပင်းတော့မရှိတော့ဆိုလို့ရှင်တော့ဒုက္ခရောက်နိုင်တယ်ဟုတ်တယ်ဗျာ SC body mention လုပ်တဲ့အရာလေးကကောင်းတယ်ဒါပေမဲ့ကျွန်တော်မီတာလို့မရတော့ဘယ်သူလဲဆိုတော့ UA ဗျာသိလား UA ကတော့သူဘယ်သူလဲလို့မေးရတဲ့အချိန်တခုတော့ရောက်လာပြီเนาะပွဲသားချင်း15မိနစ်ကိုရောက်လာနေရင်အန်တက် ဖြစ်နေရဗျာနော်ကျွန်တော် lollipop လေးပါလေးထပ်ပြီးတော့ပါလာတယ်မဆိုးဘူးဘာဖြစ်ဖြစ်ဒီ plan win လေးပါလေးပါတော့ကြောင့်မရှိစော့လေးလည်းရှိနေသေးတယ်ဗျာအဲ့တော့သူ့အနေနဲ့က step တွေများလာမယ်ဆိုလို့ရှိရင်တော့အဲတစ်ချက်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ fighter တွေများနေခဲ့တဲ့ TLP အတွက်ကအိမ်မဆိုးတစ်ခုဖြစ်လာနိုင်တယ် aura အသင်းရဲ့ ဂိမ်းနံပါတ်4ရဲ့အနိုင်ရရှိရေးအိမ်မက်ကနော်ကျွန်တော် UA ရဲ့ lagging damage ပဲဗျဒီယာတွေကတာလျင်ပြန်ပြီးတော့ camp လုတ်ပေးနိုင်လိမ့်မယ်အဲ့ဒီပြင်ုံမှာ damage approach တွေများနေတဲ့ဒူမကိုင်းအနေနဲ့ကလည်းစံကြီးသို့မဟုတ် overhead ကိုအဆုံးသတ်နိုင်မယ်ဆိုလို့ရှင်တော့ပို့ပြီးတော့ကောင်းနိုင်တယ် aura thing ကိုဒီချိန်မှာ 4C နဲ့ TAPA တီတကယ်ပဲရိုက်နိုင်မလားဆိုတဲ့မေးခွန်းတွေရရှိလာတယ်နော်ကျွန်တော် overhead အနေနဲ့လည်း sky bias strat 20လောက်ထိပြန်လည်ပြီးတော့ ရောက်ကြသွားတဲ့အချိန်မျိုးလို့တုံးတက်လို့တော့ရတယ် 3.5k over lock ထိတော့ရှိနေသေးပေမဲ့ဒါတွေကဒီချိန်မှာဘာမှမဟုတ်တော့ဘူးဗျ။ဒီလုံးနဲ့မအနိုင်ပြီးပြီနော်။ဒီလုံးနဲ့မအနိုင်လို့ရှိရင်ဒါ UA ကအားလုံးဘယ်သူလဲလို့စပြီးတော့မေးတော့မှာဗျာ။လေကင်းမင်းပန်းချားတွေမှာသူရဲ့ stack တွေကလည်းအတော်လေးများပြားလာမယ်ဆိုတော့အနေထားမျိုးလေးလည်းဖြစ်သွားတယ်။ဆိုတော့ဒီချိန်မှာလည်း ကိုပြောသလိုပဲဘသူလဲမေးမြန်းချင်ပါတစ်ဖက်ကလည်းဥဝဲလို့ပြန်ပြင်းတော့ဇလန်လေးကလှလာမယ်နော်နောက်မှလည်းကျွန်တော်တို့ရူရာအနေနဲ့ကတော့သူတို့ပြန်ကြည့်ရမယ့်ခိုက်တက်တစ်ခုမှာတော့အကိုင်းဟက်ပီစပင်ရှိနေတဲ့မြားကာလပန်လုံကတော့ objective 5တွေကိုပြန်ပြီးတော့ခိုးဖို့အတွက်နော်ပြန်ပြီးတော့လူဖို့အတွက်ဥဆောင်ဖို့အတွက်အတော်လေးဥမှာအားကောင်းတဲ့ spare casting မျိုးလို့တော့ကျွန်တော်တို့ပြောရမှထင်တယ်ဗျာ front line မှာတော့ဒီမိုကာအတော်လေးတော့စပြီးတော့သွေးကိုင်းသွားတယ် utility jungler တကောင်အနေနဲ့သွေးတူကကိုင်းနေဆိုတာကြီးမားတဲ့ပြဿနာတစ်ခုတော့မဟုတ်ဘူးဒါပေမဲ့တကယ်တကယ်မူတဲ့ရေးတဲ့ရောက်တဲ့အချိန်မှာတော့ဒါဟာသူ့ရဲ့ survivability အတွက်ပြန်ပြီးတော့မေးခွန်းထုတ်ရမယ့်အပန်းလေးရှိလာပြီ regeneration ပိုင်းကတော့မဆိုးဘူးဗျာနော် ော်ဒီမခန့်အနေနဲ့ပြန်ပြီးတော့ပြေသွားခဲ့တယ်ဆိုတဲ့အခြေအနေမျိုးတွေရောက်လာတစ်ဖက်ကလည်း JP JP အသေးတီးဖို့အနေငယ်လေးပြန်ပြနေကြတဲ့ခိုင်နာတစ်ခုမှာမယိုင်မလဲပဲ Aura အနေနဲ့ကတော့သူတို့ Law ပဲပြန်ပြီးတော့ Focus တားနေကြတဲ့ခိုင်နာတစ်ခုပဲတစ်ဖက်ကလည်း Race နဲ့ Landshake က Backline Oliver Dimuka What the Retribution Backline နဲ့ JP တောက်လျှောက်ခိုင်းနေကြတဲ့ Damage အမ Line Wall က 4v1 နဲ့ AOG Backline မဆောင်နေတယ်ဆောင်နေတယ် Crystal Throw Crystal Throw The Backdoor The Legendary Backdoor Yeah. Oh yeah. Tell me yes. Oh, man. Again.